မရဏတာသခင်ဖရာကြွလာတော်မူမတ်လ12ရက်နားထောင်ခြင်း၌ဝမ်းမြောက်ခြင်းအိုထာဝရဖရာကဲတင်တော်မူခြင်းကျေးဇူးကိုအကျွန်ုပ်တောင့်တပါ၏တရားတော်သည်လေအကျွန်ုပ်မွေလျော်ရာဖြစ်ပါ၏139မြောက်သောစာလံအပိုက်ငယ်184ခရစ်တော်ဤတပူးသည်လေပင်း၌အောင့်တက်တက်ဖြစ်သည်ဟုစစ်မှန်သောခရိယန်တို့သည်ဘေခာမျှမငြင်းတွားကြချီ ယေရှုရဲ့မှုထမ်းရခြင်းကိုအမှန်ကန်ဆုံးတော်လွတ်လပ်မှုအဖြစ်သူခံယူသည်။ဖျားသခင်ဤပြည့်ရတော်သည်သူ၏မှု့လျော်ရာဖြစ်သည်။ဖျားသခင်ဤမိမှချက်များကိုမိမိအားနှင့်ချက်များနှင့်ကိုက်ငြိစေခြင်းဟာလျှော့ချရန်ကြိုးစားမိအစားယင်းတို့၏ပြည့်စုံခြင်းအစဉ်ကိုတက်လှမ်းနိုင်ရန်အစဉ်သူကြိုးစားနေသည်။ကျွန်ုပ်တို့သည်ဖျားသခင်ဤနေ့ရက်တွင်ယက်တီရန်ပြင်ဆင်ရ၌ထူးထူးသောတွေ့ကြုံမျိုးကိုကျွန်ုပ်တို့ပိုင်ဆိုင်ရမည်။ ယခုဂယုနာတရားအချိန်ဆွဲချိန်တနာကျင်နာမှုအတန်ကိုကြားနေရသေးသည့်အချိန်သည် ကျွန်ုပ်၏အဖြစ်များကိုဖယ်ရှားရမည့်အချိန်ဖြစ်သည်ကျွန်ုပ်၏ဖေအားသခင်ပေါ်ထွန်းလာခြင်းကိုစောင့်နေစဉ်ဘာမျှညော့နေခြင်းမရှိပဲကိုရော၏ကျေးဇူးတော်၌ကျွန်ုပ်တို့ယက်တည်နိုင်မည်အကြောင်းဖယားသခင်သည်လုံလောက်သောအထောက်ပံ့ကိုပြုလုပ်ထားပြီးဖြစ်သည်သင်အစဉ်သင်ဖြစ်ပြလားမင်္ဂလာဆောင်အဝတ်ကိုဝတ်ပြလား၎င်းဝတ်ယုံသည်လိန်လယ်မှုမစင်ကြဲမှု ပျက်စီးမှုသို့မဟုတ် သူတော်ကောင်းရောင်ဆောင်မှုကိုဘယ်ခါမှဖုံးအုပ်မမဟုတ်ဖျားသခင်သည်တင့်အားကြည့်နေသည်ကျွန်ုပ်တို့သည်မိမိတို့အဖြစ်များကိုလူသားများထံမှဖုံးကွယ်နိုင်မည်ဖြစ်တော်လေကျွန်ုပ်တို့ဖန်ဆင်းရှင်ထံမှမိသည့်အရာကိုမျှမဟွက်ထားနိုင်ချေဖျားသခင်သည်မိမိသားတော်ကိုမနှမျောပေကျွန်ုပ်တို့ရာဇဝတ်မှုများအတွေ့အသေးခံရန်ပေးအပ်ကကျွန်ုပ်တို့ဖြောင့်မတ်ခြင်းအတွေ့တပံထမြောက်စေတော်မူခဲ့သည် ခရစ်တော်အဖင်ကျွန်ုပ်တို့သည်ကြီးစိုးတော်ပလင်တွင် ကျွန်ုပ်တို့တောင်းလျှောက်တန်များကိုတင်ပြနိုင်သည်ကျွန်ုပ်တို့သည်မထိုက်တန်တော်ရလဲကိုတော်အဖင်ဝိညာဉ်ရေးကောင်းကြီးများကိုရရှိနိုင်သည်အသက်ကိုရခြင်းကကိုတော်ထံတော်သို့ကျွန်ုပ်တို့လာကြပါသလားဖျားသခင်၏လိုတော်ကိုကိုယ်တော်ဤတန်ရှင်တော်ပြည့်ညက်တော်၌ပေါ်ပြထားသည်ထူပြည့်ညက်တော်ဤအခြေခံသဘောတရားများမှကောင်းကင်ဘုံဤအခြေခံသဘောတရားများပင်ဖြစ်သည် ကိုယ်တော်၏အလိုတော်ကိုကောင်းခင်တမန်တို့သိကြသည်ထူထက်မပူချေကိုယ်တော်၏မှုကိုဆောင်ခြင်းမှလည်းသူ၏စွမ်းဆောင်ရည်ကိုအမြင့်ဆုံးအသုံးပြုနိုင်ခြင်းဖြစ်သည်သူတော်ကောင်းခင်၌အမှုတော်ကိုဆောင်ခြင်းမှအကျင့်တရားစိတ်သက်ဖြစ်မဟုတ်ပါယေဟောဝါအရှင်၏ပြည့်ညတ်တော်ကိုစာတန်ဆန့်ကျင်ပုံကံခြင်းကပြည့်ညတ်တော်ရှိနေသည်ဟုပြင်ကောင်းခင်တမန်တို့ချူတင်၍မသိခဲ့ကြချေထိုချိန်ကြမှသိရှိလာခဲ့ကြသည် ကောင်းကင်တမန်တို့အမှုဆောင်ကြရာ၌ကြီးကျွန်များကဲ့သို့မဟုတ်ပဲသားများကဲ့သို့ဆောင်ရွက်ကြသည်နားထောင်ခြင်းဆိုဒီမှာသူတို့အတွေ့အပန်းတကြီးလှူဆောင်ရခြင်းမဟုတ်ပါဖျားသခင်အားမျက်နှူးယူသေးကြသောကြောင့်သူတို့အမှုဆောင်ကြရာ၌ဝမ်းမြောက်ကြသည်ထို့ကြောင့်မျောလင့်ခြင်းဆိုင်ရာဘုန်းတော်တည်းဟူသောခရစ်တော်ကင်းအောင်တော်မူသည့်နှလုံးအတွင်း၌အကျွန်ုပ်၏ဖျားသခင်ကိုရော်၏အလိုတော်ကိုဆောင်ရ၌အကျွန်ုပ်သည် အာရဝမ်းမြောက်ပါ၏ကိုရောဤတရားတော်သည်လည်းအကျွန်ုပ်၏နှလုံးထဲမှရှိပါ၏ဟု၍ပဲ့တင်ထက်နေလိမ့်မည်